လွန်ခဲ့တဲ့နှစ်30 2019တုန်းကလူသားတွေဟာလကပားရဲ့အမောက်ဘက်ချမ်းမှာနာစီစင်းမြေရာရှိကြီးတပ်ဖွဲ့အခြေချနေထိုင်နေတာကိုရှာတွေ့ခဲ့ကြပါတယ်။သူတို့တွေဟာလပေါ်မှာခြေဆိုင်ဖို့ဒုတိယကဘာစစ်အတွင်းမှာပို့ခံထားရတာဖြစ်ပြီးတော့အဲဒီနောက်မှာမေးလျော့ခံခဲ့ရပါတယ်။လရဲ့မုံချမ်းမှာဆယ်စုနှစ်တခုစာလောက်နေထိုင်ပြီးချိန်မှာတော့လကဘာသားနာစီတွေဟာဒုတိယကဘာစစ်မှာသူတို့ဆစ်ရှုံးခဲ့ပြီးသူတို့ရဲ့မဟာကောင်းဆောင်ကြီးတည်ဆုံသွားတာကိုသိလိုက်ကြပါတယ်။ ဲဒီနောက်မှာတော့သူတို့ပေါ်မှာမကောင်းကြောင်းပြောနေတဲ့ဘသူ့ကိုမဆိုလက်စားပြန်ချေဖို့လုပ်ခဲ့တာမို့ဒါသားနာစီတွေနဲ့ကဘာမျိုးပေါ်ကလူတွေကြားမှာနျူကလ িয়ার စစ်ပွဲကြီးဖြစ်ပွားသွားခဲ့ပါတယ်စစ်ပွဲကတနည်းလောက်သာကြာမြင့်ခဲ့ပေမဲ့လည်းကဘာမျိုးကြီးကတော့ရေဒီယိုတက်တိကြွနေတဲ့ညစ်ဆုပ်ဆုပ်နေရာတစ်ခုအဖြစ်အဆုံးသတ်သွားခဲ့ပါတယ်ရာသီဥတုကလည်းစူးစူးဝါးကိုပြောင်းလဲသွားခဲ့ပြီးတော့ချောက်သွေးတဲ့ဒေသတွေမှာတော့နှင်းတွေနဲ့ဖုံးခုန်ကြပါတယ်အချိန်တွေကလက်ရှိမြန်မာပြည်လိုပါပဲစစ်ပွဲမှမတည်ဘူးဆိုရင်တော့ရေဒီယိုတက်တိကြွမှုအစိမ့်တင်ပြီးတော့တည်ပါတယ် ဲ့ဒီနှစ်ခုနဲ့မှမသေးဘူးဆိုရင်တော့ယာတီဥရုကြီးကြောင့်တေးရတာမို့ဒေစီယာကိစ္စတွေကရွေးစရာပေါ်လာပြီးတော့ပျော်ဖို့တော့ကောင်းလာပါလေအဲ့ဒီလိုဂျင်းနေမျိုးမှာတော့မှမသေးသေးတဲ့အာကလူသားထောင်ချီလောက်ဟာစစ်ပွဲကြီးမတိုင်ခင်ကတည်းကလာပေါ်မှာခြေချနေထိုင်သူတွေရှိနေရမို့အဲစီကိုသွားပြီးအသက်ဆက်ရှင်လို့ရတဲ့နီလန်ကလေးတွေကိုတွေ့သွားခဲ့ပါလေဒါကြောင့်မို့နောက်ဆုံးရန်ရှိနေတဲ့အာကသားရင်ကိုတက်စီစေးတက်နေတာတော့မှမမှုနိုင်တော့ဘဲနဲ့ဆက်နိုးပြီးတော့လာရဲ့အမောင်ဘက်ချန်ကီကိုတိုးခဲ့ကြပါလေ တို့ရဲ့ဖြစ်ကြံအဖြစ်မောင်မချစ်အစီအစဉ်ကလည်းလှုပ်ဖြစ်သွားခဲ့ပြီးတော့နောက်ဆုံးမှာတော့တို့ရဲ့အိမ်ယာအစ်ကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အဲ့ဒီနေရာမှာသဘာဝအရင်းမြစ်ကန့်သတ်ချက်တွေရှိနေပေမဲ့လည်းတမနီလူသားဖို့တကွာအုပ်စုဟာတော့လာရဲ့အောက်ဘက်မိုင်းဝေးမှာရှိတဲ့စာအုပ်လေးဖိုင်ရင်းနဲ့အဲ့ဒီနေရာမှာနှစ်30အထိကိုနေထိုင်လာခဲ့ကြပါတယ်။တို့ရဲ့စားသောက်တွက်ကတော့လာရဲ့မျက်နှာပြင်ကနေရှာတွေ့ခဲ့ကြတဲ့တွင်းထွက်ပစ္စည်းတွေကနေရရှိခဲ့ကြပေမဲ့အဲ့ဒါကလည်းကြောက်စရာကောင်းတဲ့နှုံးနဲ့ဂုံသွားဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပြင်ဆိုဝါကြံတန်းလာတဲ့လာငလျင်ကလည်းခြေချနေထိုင်သူတွေအတွက်အကြီးမားဆုံးအန္တရာယ်ဖြစ်လာခဲ့ပါတယ်။ဒါပေါ်ကလူသားတွေရဲ့ခေါင်းဆောင်ကတော့ Renix ဆိုတဲ့မျိုးသမီးကြီးတယောက်ပါ။သူမကသူ့လူတွေအတွက်တဘာဝရင်းမြစ်တွေကိုထိန်းသိမ်းထားနိုင်ဖို့အကောင်းဆုံးကြိုးစားပါတယ်။ဒါမဲ့သူမကအသက်ကြီးလာတာကြောင့်တာဝန်တွေကသူ့သမီးအငယ်လေးဖြစ်တဲ့ Ruby ဘော်ကိုကြားရောက်သွားခဲ့ပါတယ်။ဒီလိုမျိုးဘဝကဆုံးသက်ဖို့ကိစ္စတွေမြောက်များနေပေမဲ့လေသူများတွေထက်သာတဲ့ဘဝမျိုးနဲ့နေနိုင်နေတဲ့အဖွဲ့ကလေးကတော့ရှိနေပြန်ပါတယ်။ တို့ဘယ်ကလေးကတော့နာစီလူသားဟောင်းတွေဖြစ်ပြီးတော့နီးပညာယူတွေပါတို့တွေက stage ကိုကိုးကွယ်ကြပြီးတော့ဘသူမစိုး mobile setting တွေနဲ့ defense ကနေချိန်လိုက်ရင်အသေးစိုးနဲ့တည်မယ်လို့ယုံကြည်နေကြသူတွေပါတို့ရဲ့ခေါင်းဆောင်ကဒေါ်နယ်လို့ခေါ်တဲ့လူတစ်ယောက်ပါသူကတို့ရဲ့စီးမင်းတွေကိုမလိုက်နာတဲ့လူတွေကို mobile application သုံးပြီးတော့ဖောက်ခွဲကဆုံးသက်ပြစ်ပါတယ် obi နဲ့ renate တို့ကဒေါ်နယ်နဲ့သူ့အဖွဲ့ကိုပြင်းထန်ဆန့်ကျင်ကြပါမယ်လေမကောင်းတဲ့လို့ကြောင်းတဲရပါတယ်ဆိုသလိုမျိုးမချစ်တော့လဲအောက်ကနန်းကြီးရပါတယ် ဒီနေ့မှာ rename နဲ့သူ့ဖုတ်ဝင်နေဟာထူးဆန်းတဲ့အာဂတယင်တကူကကဘာမြင်မြင်တာပြင်ကနေသူတို့ခြေဆိုင်စကန်းစီကိုချင်းကပ်လာတာကိုသတိပြုမိသွားခဲ့ပါတယ်။ဒီဘက်နဲ့ဒီမှာကဘာမြင်ကြီးပေါ်မှာအသက်ရှင်နေသေးတဲ့လူတွေရှိနေသေးတာနဲ့အာဂတယင်တိဆောက်နိုင်ကြတာကိုမြင်ပြီးတော့အံ့အားတင်သွားကြပါတယ်။ rename တယောက်လာနေတဲ့ယင်ကိုဖြစ်စည်းပြစ်ပြီးတော့အတွင်းထဲမှာဘသူပါပါကိုလုံးကိုတက်ပြဖို့လိုရှိပါတယ်။ဘာလို့လဲဆိုရင်တော့နောက်ဆုံးအချိန်လာလူသားတွေနဲ့ကဘာလူသားတွေတွေ့ဆုံခဲမှုကရလက်သိမ်းမကောင်းခဲ့လို့ပါ ဒါမဲ့ OB ကတော့သူ့မိတို့ဂျိုသားအာဂသယင်ကိုမတိုက်ခိုက်နိုင်အောင်လို့ဆက်ချိုရင်းသွားအောင်လုပ်လိုက်ပါတယ်။သူမကကဘာမီကလာတဲ့ယင်ကြီးဆင်းသက်နိုင်အောင်ကူညီပေးလိုက်တယ်လို့ကဘာမီကနေသက်ရှင်လာတဲ့လူတချို့နဲ့တွေ့ဆုံလိုက်ပါတယ်။နောက်ကြမှာသူတို့တွေကလည်းစစ်ကြီးပြီးတဲ့နောက်မှာရုရှားကမြောက်ဘန်ကာထဲမှာနေထိုင်ရင်းနဲ့အသက်ရှင်လာခဲ့ကြသူတွေမှန်းသိလိုက်ရပါတယ်။ဒါမဲ့ရေယိုတက်တိကြွမှုတွေကနှစ်တွေအကြာကြီးပြန့်နှံ့နေတာမို့သူတို့မှာစားနေရိတ်ကပြက်လက်လာခဲ့ပါတယ်။ဒါကြောင့်မို့လူသားတွေစီကနေအကူအညီတောင်းဖို့လာခဲ့ကြတာပါ။ ။ OB ကတော့သူတို့တွေလာချေဆိုင်စကန်းကိုဘလို့ရှာတွေ့တာလဲဆိုတာသိကျင်နေပေမဲ့လည်းကဘာဂျူသားကဘသူကမှမဖြစ်ဘူးဖြစ်နေပါလေ။ကဘာမီအုပ်စုကခေါင်းဆောင်ကစာရှာဖြစ်ပြီးတော့ဒီအာဂါသားကယင်ကိုတီထောင်ခဲ့သူလည်းဖြစ်ပါလေ။စာရှာကသူတို့တွေအိမ်သေးရပြီဆိုပြီးပြောရွှင်နေခဲ့ပေမဲ့လည်းရီနေကတော့သူတို့ကိုလာပေါ်မှာတင်ကြွေးထားဖို့အရေးမြင်မလို့တော့ဘူးလို့ပြောလိုက်တဲ့အခါမှာတော့ပြန်ပြီးစိတ်ညစ်သွားခဲ့ပါလေ။သူတို့အနေနဲ့ဒီမှာဆက်လက်ရှင်သန်မှုဆိုရင်တော့အန်ဂျီမကုန်နိုင်တဲ့စွမ်းရည်အရင်းမြစ်တစ်ခုလိုအပ်ပါတယ် ဒါပေမဲ့အဲ့ဒါကိုလိုက်ရှာနိုင်ဖို့ကလည်းဒီလိုမျိုးအချိန်ကတ်သက်အတွင်းမှာမဖြစ်နိုင်လောက်တော့ပါဘူး။ Data log တော့ကိုတော့ကဘာသားတွေကိုစတိုကန်နေတဲ့မှာထိမ့်သိမ်းထားပြီးတော့ရင်းနဲ့စာပေးထားပါတယ်။ OB ကတော့အာကသရင်စကန်ကိုဆက်လက်ပြုပြင်နေပါတယ်။လငလင်းတွေကြောင့်စကန်ကခြေဆိုင်နေထိုင်မှုအပြစ်နိုင်လောက်တဲ့အထိတော့ဒီမှာနေထိုင်လို့ရပါသေးတယ်။ OB ကတော့လုံလောက်တဲ့ပစ္စည်းကရိယာတွေသာရမယ်ဆိုရင်စကန်ကိုပြုပြင်နိုင်မယ်လို့ယုံကြည်နေပါတယ်။ဒါပေမဲ့လာတွင်းထွက်ပစ္စည်းတွေကဆက်ကိုနိုးနိုင်ဖို့လုံလောက်တဲ့စွမ်းအင်မပေးနိုင်ဘူးဖြစ်နေပါတယ်။ ။အိုဘီကစကန်းကိုအားကျုံးမှန်တဲ့ပြင်နေတုံးမှာပဲလူတယောက်ကဆုံးပြစ်ထားတဲ့နာစီရုံးခန်းထဲခိုးဝင်သွားတာကိုမြင်လိုက်ရပါတယ်။အိုဘီကနောက်ကနေလိုက်ချောင်းတဲ့အခါမှာတော့သူသတိမထားမိတဲ့အခါမှာလည်းအမှောက်တွေခံလိုက်ရပါတယ်။သူလန့်လို့လာတဲ့အခါမှာတော့အဖျူအကြီးတကောင်ရဲ့ရုံးခန်းဟောင်းတစ်ခုထဲမှာရောက်နေခဲ့ပါတယ်။အဲဒီမှာတော့ကဘာမြည်ကျင်နဲ့လိုက်ပါလာတဲ့လူတယောက်ကိုတွေ့လိုက်ရပါတယ်။ပါလို့ကျင်တာတော့လို့မိလိုက်တဲ့အခါမှာတော့သူကအလားလူသားခေါင်းဆောင်တယောက်ဖြစ်သလိုတတိယကဘာစစ်မှာနာစီစစ်တပ်ကိုဥဆောင်မဲ့သူလည်းဖြစ်ကြောင်းထုတ်ပြောခဲ့ပါတယ် ဒါကိုကြားပြီးတော့ OB လည်းရှင်းရသွားခဲ့ပါတယ်။ဒါကြောင့်မို့ဒီလိုရှိနေတာကိုသူ့မိကိုအကြောင်းကြားပြီးတော့ကွက်မြက်ခိုင်းဖို့လုပ်လိုက်ပါတယ်။ဒါမဲ့ဖြူရကြီးကတစုံတစ်ခုနဲ့လာပေးလိုက်တော့ဗမာပြည်ကလူပြုံးမငင်းနိုင်တော့ဘူးဖြစ်သွားခဲ့ပါတယ်။အဲဒီတော့သူကသူ့မိတက်ကိုကယ်တင်နိုင်တဲ့အမော်ပစ္စည်းလေးတစ်ခုရှိတယ်လို့အခိုင်အမာပြောလိုက်ပါတယ်။ဒါကိုသက်သေပြတဲ့အနေနဲ့နာစီကောင်းဆောင်ကြီးကသူ့လက်ချောင်းသူဖျက်ပြလိုက်ပါတယ်။ဒါမဲ့ချက်ချင်းပဲလက်ချောင်းကအစ်စ်ပြန်ပေါလာခဲ့ပါတယ်။ ဒါကြောင့်မို့ OB လည်းသူ့ကိုခွင့်ရေးတစ်ကြိမ်ပေးဖို့အဆုံးဖြတ်လိုက်ပြီးတော့ချောကလက်နဲ့တူတဲ့မော်ပစ်စည်းလေးကိုသူ့အမိအတွက်ယူလာပေးလိုက်ပါတယ်။အဲဒါကိုစားလိုက်ပြီးတဲ့နောက်မှာတော့ Rene ရဲ့နှစ်ရှည်လာများစွာခံစားနေရတဲ့ယောဂါကလည်းကုသပြေးတာဖြစ်သွားခဲ့ပါတယ်။ပြီးတော့သူ့အသက်ကလည်းနောက်ပြန်ဆုတ်သွားပြီးတော့ငဲသလိုတောင်ထင်လာရပါတယ်။ဒေါ်နေကသူ့ကိုမမြင်ရတဲ့နေရာကနေစောင့်ကြည့်နေပြီးတဲ့နောက်မှာတော့ ABC ရှာတွေ့ခဲ့မှုပေါ်အန်ဟောလိုမကုံနိုင်ဖြစ်နေခဲ့ပါတယ်။ဒီနောက်မှာတော့ OB ကဖြွားကြီးစီသွားပြီးတော့ဘာစစ်ဖြစ်မလဲလို့မေးလိုက်ပါတယ်။ ူကဗရဲလို့ခေါ်တဲ့ဂျိုသားတစ်ယောက်ဖြစ်ကြောင်းထုတ်ပြောလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာဒိုင်လွန်စောတွေအသက်ရှင်တော့ကသူရဲ့သူ့ကိုဟစ်တလာရဲ့သူတို့လိုဂျိုသားတွေရဲ့ကဘာကြီးပေါ်ကိုရောက်လာခဲ့ကြပါတယ်။အဲဒီတော့မှသူတို့တွေကအကုန်လုံးကိုထိန်းချုပ်ပြီးတော့ဒိုင်လွန်စောတွေကိုအိမ်မွေးတရိဆန်တွေလုပ်ခဲ့ကြပါတယ်။ဒါမဲ့ဂျိုသေးတကူကကဘာကြီးကိုဝင်တိုက်ပြီးတဲ့နောက်မှာတော့တရိဆန်တွေအကုန်လုံးတေကုန်ပါတယ်။ပြွာကြီးကတော့မျောလင်းချက်မပြောက်သွားပါဘူးကဘာကြီးပေါ်မှာဆက်နေခဲ့ပါလေအဲဒီနောက်တနေ့မှာတော့ဖြူဝါကသူ့မွေးထားတဲ့မြောက်တွေဖြစ်တဲ့ အာရန်နဲ့အင်းဝါတို့ကိုစမ်းသပ်မှုတည်တည်လေးတစ်ခုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဖရဲတွေကဗာရီလာလို့ခေါ်တဲ့ထူးခြားတဲ့ဝိဉ္ဇီကြောင့်အသက်ရှင်နေကြတာပါ။ဒီဝိဉ္ဇီကသူတို့ကိုတတန်းကြာရှည်စွာနေစေနိုင်တယ်လို့ဆွမ်းရင်တွေကိုလည်းပြန်လည်ဖြစ်တင်းပေးပါတယ်။အာရန်နဲ့အင်းဝါတို့ကိုလည်းဗာရီလာကဝိဉ္ဇီကျွေးလိုက်ပြီးတဲ့နောက်မှာတော့စင်ကဲဖြစ်စဉ်တွေနဲ့အတူတဖြည်းဖြည်းနဲ့ယနေ့ခေတ်လူသားတွေဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ဖြူအကြီးကလည်းမျိုးတွေကနေသူပြောင်းလဲပေးလိုက်လို့ဖြစ်လာတဲ့လူသားတွေရဲ့ပုံစံကိုသဘောကျသွားတာမို့သူလည်းလူလိုဟန်ဆောင်ပြီးတော့လူတွေချားမှနေထိုင်လိုက်ပါတယ်။ ဲဒီကနေနှစ်ပေါင်းများစွာကြာခဲ့ချိန်မှာတော့စစ်ပွဲကြီးဖြစ်လာပြီးတော့လူသားတွေကကဘာမြေပြင်တာပြင်ကနေဖယ်ရှားခံလိုက်ရတော့တာဖြစ်ပါတယ်။ဖျွာကြီးကလည်းဇိုဘာဖြစ်ရတွေကိုတင်ကန်းစာယူပြီးတော့နောက်ပေတော့မှလူသားတွေကိုပြန်လည်ဖန်ဆင်းတဲ့အမားမျိုးမလုပ်တော့ဘူးလို့တန်တိတန်ချလိုက်ပါတယ်။အဲဒီတော့ဖျွာကြီးရဲ့ကိုဟစ်တလာကသူတို့ variety ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့သူက လူသားတွေကိုမုန်းတယ်။ဖျွာကတော့လူသားတွေကိုကြွေးမွေးစောင့်ရှောက်ချင်ပါတယ်။ဒါကြောင့်မို့လူသားတွေကိုမုန်းတဲ့သူ့ကိုကသူ့ကိုမုန်းပါတယ်။ ဒါကြောင့်မို့သူ့ကိုယ်ကိုငဲမှပဲနေသွားစီဖို့အတွက်လှုပ်ပြချင်းနေခဲ့တာပါအဲဒီနောက်မှာတော့သူက OB နဲ့လူသားမျိုးနွယ်တွေကို Brady ကိုစန့်ကျင်ရမှာကူညီပေးဖို့အစဉ်သင်းဖြစ်နေခဲ့ပါပြီ OB ကတော့ VRG ပြောပြတဲ့ဇလန်းတစ်ခုလုံးကိုနားမလည်သေးတာမို့ Brady ကပမာနေလာတော့လို့ဆက်ဆူလိုက်ပါတယ်အဲနောက်မှာတော့ VRG ကသူတို့တွေက Hollow လို့ခေါ်တဲ့ကဘာမြည်ကြီးရဲ့အတွင်းထဲမှာမှီတင်းနေထိုင်ကြတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်သူတို့တွေက Brailer တဖန်ခွက်ကနေစွန့်ရင်ရနေကြတာမို့ Bovida Labo ကို Brailer တဖန်ခွက်ယူလာနိုင်မယ်ဆိုရင်တော့ တို့စကန်းကြီးကိုပါဝါပေးနိုင်မှာဖြစ်တယ်လို့ကမ္ဘာပတ်လန်းကျောင်းမှာလည်းစက်နေနိုင်မှာဖြစ်ပါတယ်။ဒါဆိုလငလင်တွေကနေဝေးသွားတော့မှာမို့အန်ရီတွေကနေလည်းရှောင်လွဲသွားနိုင်မှာဖြစ်ပါတယ်။အဲကစွမ်းရည်တွေကနေကန့်သတ်မှုမရှိတဲ့ကောက်ပဲတီးနှံတွေကြီးထွားလာဖို့အကူအညီရနိုင်မှာဖြစ်တယ်လို့ဒါကလူသားတွေသက်ရှင်နိုင်ဖို့အတွက်တခုရီးသောနည်းလမ်းလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ OB ကဒီအကြောင်းကိုစာချကိုချက်ချင်းသွားပြောပြီးတော့အကူအညီတောင်းပါတယ်။ဘာလို့ဆိုရင်တော့ကမ္ဘာမြေကိုပြန်သွားဖို့သူကမှသူ့ရင်ကိုမောင်းနှင်နိုင်လို့ပါ။ သူတို့ကမဲကွန်းဆိုတဲ့မျိုးသားလူကြိုးရေးအဖွဲ့ကလူနဲ့ပူးပေါင်းလိုက်ပြီးတော့နောက်ဆုံးမှာဒေါ်နေတို့အဖွဲ့ကပါပါဝင်လာခဲ့ပါတယ်။ OB မှာတော့ဖြူအကြီးပေးလိုက်တဲ့မြေပေါ်တစ်ခုနဲ့သူဖြတ်ထားတဲ့လက်ချောင်းတစ်ချောင်းပါလာပါတယ်။ဖြူအကြီးကလည်းဒီလက်ချောင်းကတနေရာမှာသုံးဝင်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်။နောက်တစ်ခါမှာတော့ဆာရှာရဲ့ရင်ကကပလီလူတွေကိုဝင်ရောက်လာခဲ့ပါတယ်။အဲဒီနောက်မှာသူတို့ရင်ကကြာပန်းဆင်းသက်တဲ့နေရာကိုရွေးချယ်လိုက်ပြီးတော့ကပအူလေတိုင်းလေးကိုရောက်ရှိသွားနိုင်တဲ့အပေါက်ဖွင့်ထားတဲ့နေရာတိတိကျကျကိုဆင်းသက်လိုက်နိုင်ခဲ့ပါတယ်။ ရင်ကားပြကြသွားပြီမဲ့လည်းဘာမှတော့မထိခိုက်မိခဲ့ပါဘူး။အဲဒီနောက်မှာတော့သူတို့ဖွဲ့ဟာအရန်လှပတဲ့ကဘာကြီးရဲ့တွဲမန်းကိုမြင်တွေ့ခွင့်ရရှိသွားခဲ့ပါလေ။သူတို့ဒါဗရဲတွေကိုနိုင်ယူလိုက်နိုင်မယ်ဆိုရင်တော့လူသားတွေဟာသူတို့ရဲ့ဂျိုပြလေးကိုပြန်ရနိုင်သွားမှာဖြစ်ပါလေ။ဒါမဲ့လည်းဒါကိုစွမ်းဆောင်နိုင်ဖို့ကတော့မလွယ်လှပါဘူး။အခုတော့ OB ကနေစာစွမ်းရင်ပြီးနေတဲ့ဗရီလာကိုသာခိုးယူဖို့သာအလိုရှိနေခဲ့ပါလေ။ရောင်းနေတဲ့နေရာကိုလမ်းပြနိုင်မှုအတွက်သူတို့ကစာရှာနဲ့နိုကီယာ3000ကိုအသုံးပြုလိုက်ကြပါလေ။ ဘုံထဲမှာပါတဲ့မွေကလေးကခဏလောက်နောက်ရှက်ပေးတာကြုံပြီးတဲ့အချိန်မှာတော့သူတို့ကမစ်ရှင်ကိုဆက်လက်ဆောင်ရွက်လိုက်ကြပြီးလူနေထူထပ်တဲ့နေရာစီကိုသွားလိုက်ကြပါတယ်။အဲနောက်မှာတော့ကျွန်တော်တို့ဟာရေလာကောင်စီဝင်တွေဖြစ်ကြတဲ့ဟစ်တလာမကာဇက်အိုစလာဘေလာနေနဲ့တခြားသောကဘာတိဘဲကြီးတွေကိုစတင်တွေ့ရှိရမှာဖြစ်ပါတယ်။ဒီထဲမှာတော့ပေါ့တင်ညုံမျိုးလုံးတစ်ဖက်နဲ့ဂျိုသားဒေါ်နဲ့ထွန်းကြီးလဲပါဝင်နေသလိုဂျာမနီဒီပီတီဟောင်းအန်ဂျလာမာကယ်လည်းရှိနေပါတယ်။ သူတို့ဘွဲတွေကလူသားတွေကိုသာအကုန်လုံးမျိုးဖြိုးလိုက်ရင်တော့ဒီကဘာကြီးကလည်းပိုကောင်းတဲ့ပိုနေလို့ပြောမဲ့ community တစ်ခုဖြစ်လာမယ်လို့ကျွန်တော်တို့လူမျိုးယုံကြည်နေကြပါတယ်။ဟစ်တလာကြီးကတော့စီကံကြီးနေစေဖြစ်ပြီးတော့သူ့ရဲ့ဝါရဖျက်မှုကိုစန့်ကျင်မှုစ조사တဲ့ဖွဲ့ဝင်တယောက်ကိုတော့မှသူကောင်းစီဝင်တွေကိုဇက်တူသာစားခိုင်းလိုက်ပါတယ်။အိုဗီတို့ဘွဲဗီဒဲရဲ့ဈေးထဲရောက်လာချိန်မှာဒေါ်နေနဲ့သူ့ကောက်ကြောင် follower တွေကသူတို့ကိုးကွယ်နေတဲ့စတီဂျော့ကြီးကဈေးထဲအေးအေးတတ်တာလမ်းလျှောက်နေကြတာကိုမြင်သွားပြီးတော့အုတ်ခွင်မဲ့လို့ဖြစ်ကုန်ကြပါတယ်။ ။ OB ကရော်နယ်ဒိုတွေကိုဘန်ဒီဘဲပုဂ္ဂိုလ်ကြီးစီကနေဝေးဝေးနေချဖို့ပြောလိုက်ပေမဲ့လေ။သူတို့ကတော့သူတို့ရဲ့ဘုရားကြီးစတီကသူ့ရဲ့ကူးကွယ်သူတွေကိုထိခိုက်အောင်မလုပ်ဘူးလို့ယုံကြည်နေကြပါလေ။အဲနောက်မှာတော့သူတို့ကယူကြံရောင်ဆုံးမြတ်ချက်တစ်ခုကိုလုပ်လိုက်ကြပါလေ။ဒါနဲ့မကြမီပါပဲဗီဒီယိုဆောင်တွေကသူတို့ကိုဝိုင်းလာတာမို့နောင်နာကိုကွန်မန့်မပေးရသေးခင်ပါရင်ရသွားပါတော့လေ။ဒီနောက်မှာတော့ OB ဆာရှာနဲ့မေကွန်တို့ကဂျန်နဲဆောင်တွေသူတို့နောက်ကိုလိုက်လာတာမို့ဖနောင်းနဲ့တင်မတသားတဲ့ကြောက်အောင်တွေ့ပြီးခဲ့ရပါတယ် ။အကြမ်းတစ်ယောက်လွတ်သွားဖို့အတွက်မေကွန်းကအဆောင်တွေကိုတားမြင်ဖို့တာဝန်ယူလိုက်ပါပဲ။ဘာလို့ဆိုသူတို့ကဗရီလာကိုဘလို့နီးနေဖြစ်ဖြစ်ရမှာဖြစ်မှာမို့လို့ပါ။အဆောင်တွေလက်ကနေလွတ်မြောက်ပြီးသိရှင်သွားတာအသေးချာချိန်မှာတော့သူတို့တွေကလည်းဗရဲအဆောင်တွေလိုမျိုးဝက်လိုက်ကြပါရယ်။ပြီးတော့ဗရီလာကိုထိန်းသိမ်းထားတဲ့ဘုရားကျောင်းတစ်ခုစီကိုသွားလိုက်ကြပါရယ်။ဘုရားကျောင်းဆောင်တွေကလည်းသူတို့ကိုတန်တရားမဝင်ကြပါဘူး။ဘာလို့ဆိုဒီမှာဘယ်လူသားမှရှိနေမယ်လို့မထင်ထားကြလို့ပါပဲ။ဒီနောက်မှာတော့လာလူသားဖြူရကြီးပေးလိုက်တဲ့လက်ချောင်းပြက်ကဖရာကျောင်းဂိတ်ကိုဖွင့်ဖို့အတုံးကြမှန်တည်သွားခဲ့ပါလေ တို့နှစ်ယောက်တွင်နဲ့ရောက်လာချိန်မှာတော့ရီလာကနေစားပါဝါပေးထားတဲ့လှပတဲ့မြင်ကွင်းအပြည့်စုံကိုမြင်လိုက်ရပါတယ်။အချိန်ထဲမှာပဲမေကွန်းနဲ့ဒေါ်နယ်တို့အဖွဲ့ကတော့ဟစ်တလာစီဖန်ကိုခံခဲ့ရပါတယ်။အခုတော့တို့တွေကမြူတမုံစာတန်တရားမရှိယုံကြည်ခဲ့ကြတဲ့တို့ခေါင်းဆောင်ပေါ်ယုံကြည်မှုပျောက်ကွယ်သွားပြီမို့လို့တို့အသက်တွေသာကယ်နိုင်မယ်ဆိုဘာမှမဆိုလို့တော့မယ်လို့တွေးလိုက်ကြပါတယ်။ဒေါ်နယ်ကသူ့လူတွေကိုဒုက္ခသည်တွေအဖြစ်လက်ခံပေးဖို့ဟစ်တလာကိုပြောကြည့်လိုက်ပါတယ်။အဲမှာပဲမက်ကွန်းကချက်ကိုစလိုဗက်ကီးယားအဖြစ်ကိုတတိယဇန်းလို့ဒေါ်နယ်ကိုတတိပေးလိုက်ပြီးတော့ အဲဒလာဆိုတာဂရီပေးတာနဲ့ပတ်သက်ရင်ယုံကြည်ရတဲ့သူမဟုတ်ကြောင်းထောက်ပြလိုက်ပါတယ်။အဲနောက်မှာတော့ဒေါ်နယ်နဲ့သူ့ရဲ့ဖွဲ့သားတွေအားလုံးလည်းဟစ်တလာရဲ့ကောင်စီဝင်တွေတိုက်ခိုက်တာခံလိုက်ရပြီးတော့အရှင်လက်လက်ကိုအစားခံလိုက်ရပါတယ်။ဘဲကွန်ကတော့ဂရုံးဖြစ်နေတဲ့အတွက်မစားခံရဘဲနဲ့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဘုရားကျောင်းထဲမှာတော့ OB ကဗရီလာစီကိုရောက်ဖို့တက်နေခဲ့ပါတယ်။စာချကဝိရဲ့အလေးချိန်က1ကီလိုဂရမ်ထက်ပိုနိုင်တယ်လို့ခန့်မှန်းလိုက်ပါတယ်။နောက်ဆုံးမှာတော့ OB လည်းဗရီလာကိုမယူလိုက်နိုင်ခဲ့ပါတယ်။ ပြီးတော့လေနင်ပြောတာကတထောင်အောင်စလို့ဆိုလိုတာမလားလို့မေးလိုက်ပါတယ်။သူတို့လက်ထဲလိုချင်တာရသွားပြီဆိုတော့မေကွန်းကိုလည်းကယ်ပြီးတော့သူတို့အိမ်ဖြစ်တဲ့လာစီကိုပြန်ဖို့ပဲကြံပါတော့လေ။လက်ရှိချိန်မှာတော့ဒေါ်နေနဲ့သူ့လူတွေကဗရီယဲတွေအတွက်မာလာရှန်ကော့တွေဖြစ်သွားခဲ့ပါပြီ။ဟစ်တလာနဲ့ပန်ဒီဘဲပန်ရှင်ကြီးတို့ကလာဘော်ကလူတွေကိုဖြစ်စည်းပစ်ဖို့ကိစ္စပြောနေကြတော့မှပဲ။မေကွန်းကလူသားစွမ်းရင်နဲ့ပဲတန်ကြိုးတွေကိုဖြိုးပစ်လိုက်ပြီးတော့သူတို့နှစ်ယောက်ကိုတိုက်ခိုက်လိုက်ကြပါလေ။အဲနောက်မှာတော့သူတို့ရဲ့ဘဝကိုတည်ငြိမ်အောင်လှုပ်ပေးထားတဲ့ရင်းမြစ်ကိုခိုးယူသွားတဲ့ပြင်မှုအတွက် လူသား၃ယောက်ကိုအသေးရရအရှင်ရရလိုက်နေကြတဲ့ဖရဲတွေကိုမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ဒီစိန်ပြေးလိုက်တဲ့ကစားဝဲကဗီရီယန်ရေပေါ်မှာဖြစ်နေတာပဲမဲ့လေအနိုင်ရသွားသူတွေကတော့ဒီဇက်ကားရဲ့ဇက်ကောင်တွေပဲဖြစ်မယ်ဆိုတာကိုတော့ဒရိုက်တာကိုသွားမင်းနေစီရတော့မလို့တော့ပါဘူး။ပြီးတော့ပြည့်ကျသွားခဲ့ပေမဲ့လေပွင့်ရလေးတော့မထင်ခဲ့တဲ့သူတို့ရဲ့အာဂတယင်ကြီးစီကိုပြန်ရောက်လာကြပြီးတော့အောင်ပွဲနဲ့တူအိမ်ပြန်သွားကြပါတယ်။အဲ့လိုပြန်တက်လာချိန်မှာတော့တောင်ကြီးနဲ့တူတဲ့အရာဝတ္ထုတစ်ခုဟာကမ္ဘာမြေကြီးပေါ်ကနေထွက်လာပြီးတော့ အာကတာတဲကိုလိုက်လာနေတာကိုတော့သူတို့ယင်မှာနောက်ကြည့်မှမပါတာမျိုးတတိမပြူမိခဲ့ကြပါဘူး။နောက်ဆုံးမှသူတို့တွေလည်းလကဘာကိုမော်တော်ဘီကယ်မမီဘဲနဲ့ပြန်ရောက်သွားခဲ့ကြပါတယ်။သူသမီးကိုရီနေကကြိုဆိုလိုက်ပြီးတော့သူတို့တွေရဲ့တတိရှိမှုတွေလည်းချီးကျူးလိုက်ပါတယ်။အဲဒီလိုကနေသူတို့ရဲ့ဇလန်လေးကပျော်ရွှင်စရာစသိန်းလေးနဲ့ပြီးဆုံးမလို့ရှိနေတော့မှာပဲ။ဒါလူသားဖျွာကြီးကသူ့ရဲ့တယုံမှန်ကိုပြသလိုက်ပါတယ်။သူကလူသားတွေကိုဖန်တီးပေးခဲ့သူဖြစ်ပေမဲ့လူသားတွေကိုတော့ဒီမှာမထိုင်နိုင်စေချင်ခဲ့ပါဘူး။ ဒါမဲ့သူကရီလာရဖို့အတွက်ပဲသူတို့တွေကိုအုံချခဲ့တာပါ။ပြွာကြီးကမေကွန်းရဲ့ခြေောက်ကိုပြစ်လိုက်သလိုသူ့မိန်ကိုမနာခံရင်လည်းရီနေကိုတတ်ပြစ်လိုက်မယ်လို့ချိန်ချော်လိုက်ပါတယ်။ရိုဒီအဘဲအတန်ကျဲကြီးတခုကြားလိုက်ရပြီးတော့မတင်နိုင်သေးတဲ့ခေါင်းဆောင်ကြီးဟစ်တလာကဒိုင်လိုစောကြီးစီးပြီးတော့သူတို့ခြေောက်ကိုရောက်ချလာခဲ့ပါတယ်။ညီကိုနှစ်ယောက်ကနေပေါင်းများစွာကြာပြီးမှပြန်တွေ့ရတာမို့ဝမ်းသာသွားတဲ့ထိမ့်မှန်အနေနဲ့သူတေကိုတေကိုခြားကြဖို့ပြင်ဆင်လိုက်ကြပါတယ်။ဒါကနောက်ဆုံးစစ်ပွဲပါ။ဟစ်တလာကဒိုင်လိုစောကြီးစီးပြီးခြားနေတာမို့အပေါ်ကြီးကဖြစ်နေပါတယ်။ ဒါမဲ့ viewer ကြီးကတော့ကြောက်သေးပါရင်သူများတဲ့တွန်ပြလိုက်မယ်ဆိုပြီးတော့ရှုံးမပြပဲတဲ့ကိုရင်ဆိုင်လိုက်ပါတယ်။ဒေဗို30ကန်းလောက်လိုတော့တဲ့အချိန်မှာ Rene က Villa တွေကိုအငမ်းမရတောက်ပြလိုက်ပြီးတော့ Hitler ကိုရင်ဆိုင်လိုက်ပါတယ်။သူမကအရင်ကတခါမှမမြင်ဘူးသေးတဲ့စွမ်းအင်မျိုးရလာတာမို့ Hitler ကြီးကိုဒိုင်နိုဆောဘော်ကနေပြုတ်ကျသွားအောင်လုပ်ပြလိုက်နိုင်တယ်လို့ကြီးမားတဲ့တန်တတကြီးလည်းသူ့ဘော်ကိုအချိန်ကြိုက်ပြုတ်ကျလာတာမို့နောက်ဆုံးမှာတော့ထောင်စုနဲ့ရဲ့မာဖီလိန်ကြီးလည်းမာလကီယာသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ OV ကသူ့လူတွေကိုအာကသယင်ထဲကိုဝင်ခိုင်းလိုက်တယ်လို့စာရှာကလည်းကြံရှိနေတဲ့ဝိရီလေးကိုတုံးပြီးတော့အရင်ကိုစွန့်ရင်ပေးလိုက်ပါတယ်။ OV ကသူ့မိကိုယင်ပေါ်ပြန်တက်နိုင်ဖို့အတွက်ကူညီဖို့လုပ်နေတုန်းပါပဲ။အပစ္စည်းတွေကြားမှာပဲသူ့မိကလည်းတည်သွားခဲ့ပါတယ်။ဒါပေမဲ့သူမကစိတ်ကိုဒီဒီငြိမ်ငြိမ်ထားပြီးတော့သူ့ရင်ကိုကဘာပတ်လမ်းကြောင်းထဲကိုထည့်နိုင်ဖို့မောင်းနေလိုက်ပါတယ်။ဒါပေမဲ့မြမပြီလိုပါပဲသူ့ရဲ့ပြဿနာကမကုန်နိုင်သေးပါဘူး။ဖျွာကြီးကအသက်ရှင်နေသေးပြီးတော့သူ့စကန်းရဲ့ထင်းကျုပ်ဆက်ကိုလာဘော်ကနေလှမ်းဟန်လိုက်ပါတယ်။ ်ဖျွာကြီးကသူတို့တွေကိုဖောက်ခွဲပြစ်ဖို့စက္ကန့်ပိုင်းလောက်အတူပါပဲ OB ကအကြံတစ်ခုရသွားခဲ့ပါတယ်သူမက Nokia ဖုန်းကိုအသုံးပြုပြီးတော့ဖျွာကြီးကင်ထားတဲ့ဖုန်းတွေကနေဆုံးသက်ပေးတဲ့ application ကိုခလုံးနှိပ်ပေးလိုက်ဖို့စ조사လိုက်ပါတယ်ဒါကြောင့်မို့ဒေါ်နယ်ကြီးဟာငဘောကြီးဖြစ်ပေမဲ့လည်းသူ့ရဲ့ program က viewer ကြီးကိုစုံသက်လိုက်နိုင်ပြီးတော့လူသားတွေကိုကယ်တင်နိုင်လိုက်ပါတယ်။အဲနောက်မှာတော့ OB နဲ့ Sasha တို့ဟာလူသားမျိုးစဲ့မပြောက်ွယ်ရေးအတွက်စူးစမ်းကြဖို့ရာဆုံးဖြတ်လိုက်ကြတဲ့အတွက်လက်ထုံမင်္ဂလာ screen လေးနဲ့မြင်ရတော့မှာဖြစ်ပါတယ်။ လူတွေဟာကဘာပတ်လမ်းကြောင်းထဲမှာပျော်ပျော်ကြီးနေတိုင်းရင်းကနေနှင်းနှဲနဲ့အတွင်းမှာမတ်ဂျိုပေါ်မှာခြေချနေတိုင်းသွားကြဖို့ရာရှာဖွေလုပ်နေကြရင်းနဲ့စကားလေးလေးဆုံးသက်သွားခဲ့ပါတယ်။